ကျွန်တော်အမေကတော့မသားဘူးအရန်ဟိုတခုတော့သတိပေးတယ်အမေကအသက်အရန်กว่าအသက်ကကျွန်တော်တို့တကယ်တမ်းဆိုရင်ဟိုသူ့တော့กว่าတယ်เนาะ24 25လောက်กว่าတယ်အဲ့တော့အဲ့กว่าတဲ့အပေါ်မှာဒါတိခဏံဟိုတော့ gap ဖြစ်နေတဲ့အသက်ရဲ့ရှားမှာသူ့ရဲ့အသွေးခေါ်ဒီဒါသူ့ရဲ့ဒီ session နေဆိုရအသွေးခေါ်ရှိတယ်ကျွန်တော်ကျတော့ဒီ50ဘိုင်အသွေးခေါ်ဖြစ်သွားမယ်အမေကလည်းပြောတာနေအလျှော့ပေးရတယ်မှားဒီမှန်နေဖြစ်နေနေအလျှော့ပေးရတယ် ူ့ကိုစားတွေ့တယ်တကယ်ကိုစားစိတ်ဝင်စားတယ်စိတ်ဝင်စားလဲချိန်မှာကျွန်တော် propose လုပ်တယ်အမ်ပြီးတော့သူနဲ့ကြိုက်တယ်ကြိုက်ပြီးဒီကြိုက်ပြီးဒီတပတ်နှစ်ပတ်လူတယောက်ဆိုတာကဟိုမှာကျွန်တော်တို့ဒီပေါ့နော်ကိုတကယ်ချစ်တယ်ဒါပေမဲ့အာဘုရားဒီဒီအောင်နဲ့ငါတကယ်ရှိဆက်လက်သွဲတော့မှာဆိုတော့ကျွန်တော်တပတ်နှစ်ပတ်သုံးပတ်လို့အချိန်ယူရမယ်အဲ့အချိန်မှာဟိုကျွန်တော်အဲ့အချိန်မှာစကြိုက်ပြီးတပတ်နှစ်ပတ်လောက်မှာသုံးပတ်တော့ကျွန်တော်တေချာစဉ်းစားတယ် ငါသူ့အတွက်အရာရာပြောင်းလဲပေးနိုင်တာလားဘာလို့ဆိုတော့အဲအန်ဒီလိုနေလဲကျွန်တော်လည်းတည်နေတယ်အန်ဒီကိုလည်းကျွန်တော်ဟိုပေါ်တော့အရင်ဆုံးကိုခွင့်တောင်းလာတာအဲ့တော့ကျွန်တော်လုံးဝအရင်လိုကျွန်တော်စူးစူးပြပြပုံစံမျိုးကျွန်တော်လုပ်လို့မရဘူးဒါအရာအားလုံးကကျွန်တော်မှအသာဝင်ဟိုဘယ်လိုပြောမလဲဟိုပေါ်တော့ဒီလူကြီးမိဘအရာတည်တယ်တော့အဲ့ဒါကြောင့်ကျွန်တော်ဒီနှစ်ပတ်လောက်မှာကျွန်တော်တကယ်ကိုဆုံးဖြတ်ချက်ချတယ်ငါသူ့အတွက်အရာရာပြောင်းလဲမယ်ငါဘာလီမားခဲ့မားခဲ့ငါအရာရာအားလုံးကိုငါပြောင်းလဲမယ်အရာပြုပြင်မယ်အဲဒါမဲ့ အဲ့ကျွန်တော်မှားခဲ့တဲ့စိုးခဲ့တဲ့ဥစ္စာတွေအတွက်ဒီအမဲဆက်တွေတော်တော်ကျွန်တော်ဒါသူမယုံတာလေးစိတ်မချတာလေးဒါကျွန်တော်ဘယ်အသက်အရွယ်အထိကျွန်တော်ဒါကိုပြန်ခံစားမှာဆိုကျွန်တော်မသိဘူးအခုချိန်ကြီးကသူမယုံဘူးစိတ်မချဘူးဒါသူ့ကိုလည်းကျွန်တော်အပြစ်မပြောဘူးဘာဖြစ်ဆိုကျွန်တော်ရဲ့အမဲဆက်တွေအများကြီးရှိခဲ့တဲ့စိုးခဲ့တဲ့ဥစ္စာတွေအတွက်ဒါသူ့ကိုကျွန်တော်လုံးဝအပြစ်မတင်ဘူးကျွန်တော်ဘယ်တော့မှဆိုပဲသူ့ကိုအဲ့လိုကျေနပ်အောင်ပဲဟိုပြောတယ်ဒါပေမဲ့ကိုတကယ်အဲ့နှစ်ပတ်အတွင်းမှာကျွန်တော်ဆုံးဖြတ်ချက်ချချင်မှာသူ့အမေရဲ့ကျွန်တော်အမေရဲ့ပြီးတော့အာ စုံပြီးလိုက်တယ်တွေ့ပြီးလိုက်တယ်ဆိုတော့အမေကိုလည်းဖွင့်ပြောတယ်သူ့အမေကိုလည်းဖွင့်ပြောတယ်အဲ့တော့ကျွန်တော်တကယ်တမ်းကိုကိုယ့်ရဲ့ right person တွေ့သွားပြီဆိုတော့ကျွန်တော်စုံပြတ်ချက်ကြတယ်အဲ့တော့လေ right person တွေ့ရင်ရောကားထဲမှာလို့အချက်ပေးတယ်จ้าอืมจ้าเลยสว่าโหอมีก็တော့ပြောတယ်ကျွန်တော်อมีပြောတယ်ကျွန်တော်อมีမဟုတ်ကျွန်တော်တကယ်ရင်အကုန်ဝိုင်းသားတယ်အမှန်တိုင်းပြောတာသူ့ကိုအခုမှပြောကျွန်တော်อมีကတော့မသားဘူးအရန်ဟိုတခုတော့တတိပြီးတယ်อมีอ่ะအတက်အရန်กว่าတယ် အသက်ကကျွန်တော်တို့တကယ်တမ်းဆိုရင်ဟိုတော်တော်กว่าတယ်เนาะ24 25လောက်กว่าတယ်အသက်အဲ့တော့အဲ့กว่าတဲ့အပေါ်မှာဒါတိခဏတယ်ပြီးတော့သူကဒီလူမှုဆက်ဆံရေးအပေါင်းအသင်းဆိုလဲနဲတယ်เนาะအေးအေးအဲ့လိုမျိုးလူမှုဆက်ဆံရေးသူဟိုဘောเนาะနည်းနည်းလေးအပေါင်းအသင်းနဲတော့သူအဲ့လိုမျိုးလေးရှိတယ်အေးတဲ့ပုံစံပေါ့ဒါပေမဲ့သူကအဲ့လောက်မှဟိုဟာဖြစ်တဲ့ပုံစံခင်ကြရဆိုအဲ့ဓာရီလဲတိခဏပြီးတော့ဒီကျွန်တော်ရဲ့အလုပ် MC လုပ်နေတော့ဒီ social က သွားရမယ်အဲ့အပေါ်မှာသူနားလည်မှုရှိမရှိအဲ့ဒါတွေအများကြီးညံ့အောင်ကျွန်တော်တငယ်ချင်းတွေကြတော့လည်းအဲ့လိုပေါ့အသက်ရန်กว่าလည်းတငယ်ချင်းဟိုဒါတော့ဟိုတော့ gap ဖြစ်နေတဲ့အသက်ရဲ့ရှားမှာသူ့ရဲ့အသွေးခေါ်ဒီဒါသူ့ရဲ့ဒီ session နေ့ဆိုတဲ့အသွေးခေါ်ရှိမယ်အဲ့ကျွန်တော်ကျတော့ဒီ၄ဘိုင်အသွေးခေါ်ဖြစ်သွားမယ်အဲ့အဲ့အသွေးခေါ်နှစ်ခုကတော့အမြင်နဲ့กว่าရင်အဲ့กว่าတော့ကိုယ်လက်ညှိလို့ကလည်းမလွယ်ဘူးမလွယ်တော့တခါညရင်ကိုလိုချင်တာကိုပြောတော့ပြောပြရတယ်အဲ့သူမင်းလောက်ဆိုရင်ဟိုဟာပြီးပေါ့ကွာ short ပြီးလိုက်တယ် ပြီးတဖြည်းဖြည်းသူနားလည်လာမှာဒါပေမဲ့ तू အာတော့အသက်ရပိုင်းခြားတစ်ခုဖြစ်နေတော့နားလည်လာမှာအဲ့ချိန်ထိတော့ကိုကစိတ်ရှိရှိနေဆောင်းမှာပေါ့အဲ့ကျွန်တော်ရှိတ်ကပ်လေးကိုဒါအချက်နဲ့ပဲဖြည့်တာဟွန်းတကယ်တမ်းတယောက်နဲ့တယောက်ချင်းနေတော့ဟိုစိတ်ဆိုးတယ်ကျွန်တော်လည်းသူနေရဟိုဘောတော့အများအားရန်ရန်မဖြစ်တဲ့နေစိတ်မကောက်တဲ့ဖြစ်နေတိုင်းရန်နေစိတ်ကောက်ဒါပေမဲ့အဲ့ရန်ဖြစ်စိတ်ကောက်လိုက်တယ်နိုင်ကွဥမာတခါညဘယ်လောက်ကြီးလဲကားမောင်းနေရန်မြစ်စကားပြောတယ်ပြောင်းပြောင်းတယောက်ကြည့်လိုက်ရင်သူသူကြီးသူကြီးွားကျွန်တော်လည်းကြီးွား အဲ့အဲ့လိုမျိုးပေါ့နော်ဘယ်လိုပြောမလဲရုပ်ကြည့်ချင်မှရုပ်ကြည့်လို့မရရုပ်ကြည့်လို့မရဘူးအဲ့ရန်ပြည့်တဲ့ချင်းရုပ်ကြည့်ရင်မျက်အောင်ကပြုံးမိစီွာအဲ့ကိုကသူ့ကိုနှစ်ဖူးလေးနမ်းလိုက်တယ်ပါဆိုတော့ तू အဲ့ဒါစိတ်ပြေွာအဲ့အဲ့လိုမျိုးတယောက်နဲ့တယောက်ဟိုနော်ချော့ရလာပေါ့နော်အဲ့အဲ့အဲ့လိုမျိုးညီမလေးကစိုးရင်ငယ်လာတာအခုဘူပြောရဆိုတာအဲ့ဒါအမှန်တရားပေါ့နော်နှစ်ယောက်ရဲ့အသက်ကအရန်กว่าတဲ့ခါတွေးဖို့ဘိုင်းလေးတော်လေးกว่าမျိုးနော်ကိုကလူငယ်တယောက်ဖြစ်တော့လူငယ်စိတ်ရှိမယ်လူငယ်အတွေးခေါ်တွေအများကြီးရှိမယ်အမှတခုကိစ္စဆုံးဖြတ်ရင်တော့ဘာဆုံးဖြတ်ပုံချင်းလဲဒီချိန်မှာတူ အဲ့လိုမျိုးတွေတော့နှစ်ယောက်သားရှိခဲ့ဘယ်လိုမျိုးတောင်ကိုဖြည့်နေအဲ့လိုမျိုးမရှိဘူးနှစ်ယောက်အမြဲတိုင်မင်းတိုင်မင်းဟုတ်တယ် तू ကလည်းအမှန်တမ်းပြောငယ်တော့ငယ်ပဲမဲ့ तू တော်တော်နားလေလေးမှာပါတယ်ပြီးတော့ तू အနေအေးတဲ့ပုံစံလူကြီးတဲ့ပုံစံလေးဖြစ်တယ်နားလေ तू တခါညာ तू စိတ်ကောက်တယ်စိတ်ကောက်ရင်တော့ तू ပါသိတယ်မှာကျွန်တော်ဒီအဖြူဆိုရင်ဒါ तू तू ငယ်တွေကဟိုဇေယျ ကိုကဒါဟဲ့ချူရလို့ပြောသွားမဟုတ်မချူအဲ့ဒါနည်းနည်းတော့ဟိုခါတက်တက်ရှိတယ်အဲဆိုအဲ့လိုသူ့အတင်အဲ့လိုစိတ်ကောက်တဲ့အချိန်အဲစိတ်ကောက်တဲ့အချိန်မျိုးယူဖြူသွားတာမန်ပြောလိုက်တာလည်းသူကချက်ချင်းလက်မခံဘူးသူကအဲ့လိုဒါပေမဲ့သူ့ကိုအဲ့လိုဟိုလေးတယ်မမနဲ့ပြောလို့မရသူဖြည်းဖြည်းလေးချင်းမြတွေ့ရအဲ့လိုဟိုကိုကလည်းဘယ်လိုပြောမလဲကိုနဲ့လည်းအတက်ရန်กว่าတော့အရာရာအမေကလည်းပြောတာနေအလျှော့ပေးရတယ်မှားဒီမှန်နေဖြစ်နေနေအလျှော့ပေးရတယ်အဲ့လိုတော့ကိုရရတာပေါ့ဒါအိတ်တက်လေးမှာပေါ့တပုံလေးတွေ့တော့ တို့မျိုးမိန်းကလေးလည်းတဲတီကွဲကြတယ်နော်ဟုတ်ကဲ့ပါဦးသူတို့ကလည်းကျွန်တော်ကိုအားပေးတဲ့လူတွေပေါ့ဟုတ်တော်တော်များများကျွန်တော်ကိုအားပေးတဲ့အလူအရွယ်ကျွန်တော်ခစ်ကအရွယ်လေးဆိုရင်အကုန်လုံးကအိမ်အောင်တဲ့တွေကလေးမိတွေဖြစ်ကုန်ပါပြီမမသူတို့ကသူတို့အချစ်ဦးတွေတဲဦးတွေပြောမယ်အဲအချစ်ဦးတဲဦးပြောတဲ့လူတွေအကုန်လုံးကနှစ်ယောက်တော့ကလေးနှစ်ယောက်တော့ရှိလေအဲဟိုသူတော်မသိဘူးလေကျွန်တော်သူမသိဘူးသူမသိဘူးသူကျွန်တော်ဒီခစ်ကလေးပဲသိမယ်ကျွန်တော်ကျွန်တော်ကအဲ့တော့သိတဲ့လူတွေကလည်းဂျာ ဟိုဘောနော်ကျွန်တော်တို့အရင်ကျွန်တော်တို့ခေတ်ကလူတွေဆိုတော့သူတို့ရဲ့အိမ်တော်နဲ့အိမ်တော်ကိုစီနဲ့ထားမှုလည်းအပြုပြအဲဟဲ့ဟိုအနုပညာတို့ရဲ့ချင်းအဲသူပဲသူပဲမွေးတွေဦးလေသူ2006ပုံ2006ပုံဆိုမွေးတွေဦးအဲ့ဒါဆိုအဲသူတို့ခေတ်ဆိုပိုဝေးသွားတာအဲ့တော့ကျွန်တော်အားပေးလူတွေအားလုံးလည်းအခုယနေ့ချိန်ကြီးအားပေးတဲ့ comment မှာအလုပ်တွေပြောတဲ့အဲ့ comment တွေဖတ်ပြီးကျွန်တော်တို့ကပြောရတယ်ဒါပြောရပီတိပေါ့နော်အားပေးတဲ့လူရှိသေးတာပဲဆိုကိုလည်းပြောတာပေါ့ဟုတ်ကျေးဇူးတင်ပါတယ်အားလုံး